အရှိလေပိုင်းပြိပခအရှင်ကြောင့်ကမ္ဘာရေနံစင်းစီကမောက်ကမဖြစ်ခဲ့ရပြီးရနောင်မြင့်တက်နေတဲ့ပြည်ရွှေ73စီဈေးတွေကတော့ဒီကနေ့မှခုန်တက်သွားပါတယ်။တစ်ဖက်အတွင်းနှိုင်းရှင်ကြည်ပါကအမျိုးစားလိုက်တလီတာကို780ကနေ300နီးပါးထိမြင့်တက်သွားတယ်လို့ရန်ကုန်73စီဈေးကွက်ထဲကနေသိရပါတယ်။ဘာကြောင့်73စီမြင့်တက်သွားရပြီးဈေးကွက်လာလာဘလို့ရှိနိုင်လဲဆိုတဲ့အကြောင်းရန်ကုန်က73စီလုံငန်းရှင်တူကအခုလိုပြောပါတယ်။လက်ရှိဖြစ်နေတဲ့ဒီဝန်နဲ့အစွေရဲ့စီးရင်းချေတော့ကြာပြီးတော့မှမပြီးတော့ ဒီကတော့ဆက်ပြီးတော့ခရဲရိုက်သွားတဲ့ဟာရဲ့တက်ရောက်မှုပေါ့နော်ဒါကကျွန်တော်နိုင်ငံရဲ့လာချီရောပေါ့လေအခုတော့ဒီသူတို့ရဲ့အဲမလကာကြီးတရားပေါ့နော်ဒါဇာဗီယာရဲ့မလကာကြီးကမိလက်ချားနေဆိုင်တော့ဘတ်တူရောက်ဖို့ကိုဂျာတယ်မှာသူတို့ဖြစ်တာဟုတ်စစ်စစ်ပေါ့နော်ဒီဟုတ်ထုတ်လုပ်ပြီးတော့ဖြတ်တန်းလာတဲ့သက်သုံးစီပေါ့နော် 哎，来年我们伢来，这里来，这个这边多米来些，喏 <noise>，哎，阿发的阿拉广东伢来，去来的好不咯？是吧？呃，是，毕毕毕，毕毕业，我们毕也是到医院噻，假如说西凉毕个，喏，说伢还有专门大夫，我们伢来。 ပြည်ရင်းစတုံးစီဈေးကိုအဓိကတက်ရောက်မှုဖြစ်စေတဲ့ကမ္ဘာရေနံစိမ်းဈေးနဲ့အမေရိကန်ဒေါ်လာဈေးနှုန်းတွေဟာတမဟုတ်ချင်းမြင့်တက်လာတာကြောင့်လဲစတုံးစီဈေးတစ်ချိန်ထိုးမြင့်တက်ခြင်းကိုဖြစ်ပေါ်စေခဲ့တာလို့ဈေးကွက်ကြမ်းကျင်သူတွေကပြောပါတယ်အခုလက်ရှိပြန်ကြနိုင်တဲ့အခြေအနေမရှိသေးတာကြောင့်73စီပြက်လက်မှာကိုလည်းအသုံးပြုသူတွေဘက်ကစိုးရိမ်နေကြပါဗျ အရင်လို73စီအကန့်အသတ်နဲ့ဝယ်ယူရရှိနိုင်မှုအတွက်နိုင်ပေါင်းမြောက်စွာတန်းစီဆောင်ဆိုင်ဝယ်ယူရတာမျိုးပြန်လည်ဖြစ်ပေါ်လာနိုင်တယ်လို့ရန်ကုန်မြို့ကန်တူကပြောပါတယ်။အရင်လိုစီပြက်လို့တန်းစီပြီးဆောင်ဝယ်စရာခြေနေရလည်းပြန်ရောက်လာမှာပဲ။အနှင်းနဲ့အမြန်ပဲ။အခုလိုဖြစ်နေတဲ့ပုံမှာလူတွေကစိုးရိမ်လာပြီ။စီစီးတက်တယ်ဆိုရင်စီပြက်တော့မှလားဆိုတဲ့စိုးရိမ်စိတ်တွေကရှိလာပြီ။အဲတော့တူတူကိုကိုကာရှီရဲ့လူတွေကကိုကောင်စီအပြည့်ထဲမှာပဲ။လီဒါရှစ်ရဲ့လူကလည်းမီးစက်ကိုစီပြည့်ထဲမှာပဲ။ အဲ့တော့ဝဲကချက်လာတယ်မယ်ဝဲလိုအများလာတဲ့အနေမြားစီစိုင်ဒီမှာရှိတဲ့စီစီရတယ်နိတဖြည်းဖြည်းနဲ့ချိုးချလာမှာတော်တူအခုလိုပုံမှန်လို regulation အတိုင်းလေပတ်နေပေမဲ့ဒီလိုပဲဝဲလိုအများလာတဲ့အခါမျိုးကြရင်ချမ်းဖြစ်သွားတတ်တယ်စစ်တပ်ကတော့ပြောတယ်သူတို့မှစီမပြအောင်ချိုးဝဲထားပါလေလို့ပြောပေမဲ့သူတို့ဘယ်တော့ရောင်းမိပါလဲကာလန်တရာလားကာလန်တထောင်လားသူတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုဆိုတာတော့မဖြစ်နိုင်ပါဘူးကျွန်တော် ကမ္ဘာရေနံစိမ်းဆီးဟာပြီးခဲ့တဲ့မီလအတွင်းဒဇီကိုအမေရိကန်ဒေါ်လာ60အောက်သာရှိခဲ့ပေမဲ့အစ္စရေးအီရန်ပြည်ပခစတင်ခဲ့တဲ့ဇွန်လ14ရက်နောက်ပိုင်းကနေဒီကနေ့ထိ65ဒေါ်လာအောက်ကိုကျဆင်းတာမျိုးမရှိသေးတာကိုတွေ့ရပါတယ် ဒါပြင်အမေရိကန်ဒေါ်လာဈေးဟာလည်းမေလအတွင်းတဒေါ်လာကို4430ကျပ်ဝန်းကျင်သာရှိခဲ့ရတာကနေအခုတော့4600ဝန်းကျင်ထိမြင့်တက်လာတယ်လို့ငွေကြေးဈေးကွက်အတွင်းကနေသိရပါဗျ။ဒါကြောင့်ပြည်ရင်း73စီဈေးကွက်အတွင်းဇွန်လ29ရက်နေ့အတွက်73စီဈေးတွေဟာအောက်တိန်92တလီတာကို3140ကျပ်အောက်တိန်95တလီတာကို3210ကျပ်ရိုးရိုးဒီဇယ်တလီတာကို2930ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာကို3385ကျပ်ထိမြင့်တက်လာတယ်လို့သိရပါဗျ။